မဆုံးမိခုအနေနဲ့စစ်ကောင်စီနဲ့ဒီရုရှားအကျိုးတူရင်းနှီးမြှုပ်နှံမဲ့တဝဲစီမံကိန်းနဲ့ပတ်သက်ပြီးတော့ဒီ KNU ဘက်ကအပါတွေတိတာတာရှိလဲခင်ဗျ။အာပထမဦးဆုံးအနေနဲ့အခုရုရှားကဟိုတဝဲစိုက်ကမ်းမှာရင်းနှီးမြှုပ်နှံမဲ့လုံမဆွေးတဲ့ဟာကြတော့ကျွန်တော်တို့ဒီသတင်းရပဲကြားရတယ်ဖြစ်ပါတယ်။အဲဒါကြောင့်ဘာမှထူးခြားတဲ့လဲဒီထက်ပုံသိသေးဘူးလေနော်။ဒီတဝဲစီမံကိန်းမှာရုရှားကစစ်ကောင်စီနဲ့ပူးပေါင်းပြီးရင်းနှီးစိုက်ကမ်းတစ်ခုတိစောက်ဖို့သဘောတူလိုက်ပြီလို့သိရတယ်။ နောက်တစ်ချက်ကဒီရေနံချက်စက်ရုံနဲ့အထူးစီးပွားရေးစုပ်တွေလောက်ဖို့လဲသဘောတူလိုက်တယ်ပေါ့နော်ဒီရုရှားဘက်ကပေါ့ဒီရေတပ်စခန်းစောက်မယ်ဆိုတဲ့တတင်းတွေလဲထွက်ပေါ်နေတယ်နောက်ပြီးဒီဒဝဲဒေတာဆိုတာက KNU တက်မဟာ၄နေမီတဲမှာဆိုတော့ KNU အနေနဲ့ဒီပေါ်ဘာတွေများတုံ့ပြန်ချင်ပါတယ်လဲခင်ဗျအဲလိုကြားနေရတာပဲလေဟိုရေနံစခန်းတစ်ခုစောက်မယ်နောက်လောစစ်မှုဆောင်တစ်ခုလုံးနော်ခုနပြောလို့ရေနံချက်စက်ရုံတို့အထူးစီးပွားရုံတို့စောက်မယ်ဆိုတာတော့သိနေရတယ် ဆိုတော့အဲ့ဒါဖြစ်နိုင်ဖြစ်နိုင်ကတော့မသိဘူးလေအခုလှုပ်တဲ့လူပဲသူကတော့ဟိုပထမဦးဆုံးလှုပ်တော့မဟုတ်ပဲပထမဦးဆုံးကဟိုနာဖာခေလက်ထက်ရောဆိုတော့1800ခုနှစ်မှာကျွန်တော်သိရတယ်အဲ့ဒီခေတုန်းကလည်းဒီ Thai Italian Thai company နဲ့ဆက်လုပ်ခဲ့တာတော်တော်ကြီးရယ်ပဲလေအဲ့မှာရင်းနှီးစိတ်ကမ်းရယ်နောက်ပြီးတော့စစ်မှုဇုံရယ်နောက်ပြီးတော့နေစားဖြတ်ကျော်လမ်းတွေရယ်အဲ့ဒါတွေလို့တော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 ့ဘယ်လိုဖြစ်သွားလဲသူတို့လည်းပျောက်ကုန်မှာနော် အဲ့ဒါနဲ့ပဲနောက်တစ်ခုကအဲ energy တက်လာတဲ့ခါမှာလဲအဲ့ဒါဂျပန်ထပြီးတော့ဝင်တော့အဲ့လုတ်ဖို့လုတ်နေတယ်အဲ့ဒါလဲအလုံးဖြစ်နေတော့ပျောက်သွားရအောင်ဆိုတော့ရုရှားအခြေအနေကကျွန်တော်မသိဘူးလေသူဘယ်လောက်လုံနိုင်မလဲကျွန်တော်မပြောတော့တရားတစ်ချက်အနေနဲ့ဒီစီမံကိန်းတွေလုံမယ်ဆိုရင်အတုံးပြမပစ္စည်းတွေကိုပေါ့နော်ဒီလေချောင်းကနေတစ်ဆင့်ဒီတဝယ်လေစိတ်ကနေပို့ဆောင်တာတွေရှိနိုင်တယ်လို့ရေလန်ကြောက်ကပို့ဆောင်တာတွေလည်းရှိလာနိုင်တယ်ပေါ့နော်ကုန်လန်းကပို့ဆောင်မယ်ဆိုရင်တော့ဒီတမဟာလေးနေမြေအပြင်တခြား KNU တမဟာတွေကိုပါဖြတ်တန်းပြီး ပို့ဆောင်ရမယ့်သဘောမှာရှိနေတယ်ပေါ့နော်အဲဒီအခြေအနေနဲ့ပတ်သက်ပြီး KNU ဘက်ကဘယ်လိုသဘောထားရှိတယ်လဲခင်ဗျရုရှားနဲ့လုံလုံတော့ဒီဟာကြီးကဖြစ်နိုင်ဘူးကနည်းပါဘာဖြစ်လဲဆိုတော့ရုရှားကဟိုဒီဒီသားမှာရှင်လိုက်ရတော့ကွာအနည်းဆုံးကဂျပန်လားတရုတ်လားစင်ကာပူလားရုရှားရှင်လို့မရဘူးလေဒီဒေသအခြေအနေရတဲ့သူဘာမှဟိုမသိတာလည်းဖြစ်နိုင်တယ်နောက်တော့လည်းသူတကယ် မကျွမ်းကျင်တဲ့နေရာဒီသက်တွေလည်းဖြစ်တယ်လေဆိုတော့ဒီဟာဘယ်မှာအောင်ချက်နေတဲ့ဒါဒီဒီသက်ကပထူရီနေထားရ time ပါပဲနဲ့တော့မလွယ်ဘူးဖြစ်နေတယ်အဲ့လိုပြောလို့ရတယ်အဲ့ဒါကြောင့်လို့ तू ကအခုလက်ရှိကာလမှာဒီရုရှားက तू စစ်ရေးဘက်မှာလည်းအခု तू ဘလို့မှာခေါင်းမထောင်နိုင်ဘူးလေအဲ့ယူကရိန်းမှာလုံနေတဲ့စစ်ပွဲတော်မှာ तू ဥစားရေးဒီမြောက်ကိုရီးယားစစ်သားခေါ်တော့တုံးနေရတာပါလေ သူအဲ့လိုအနေထားမျိုးမှာဒီလောက်ကြီးကြီးရတဲ့လုပ်ငန်းတစ်ခုကတော့ဒီလိုပြီးခဲ့တဲ့လူတွေကဟိုဂျပန်တော့မတတ်နိုင်ဘူး။နောက်တော့ထိုင်းတို့ကလည်းလဲပတ်စံအရှမ်းကြီးရကုန်တဲ့နေရာဆိုတော့ဒီလိုမျိုးဆက်မှုစုံတစ်ခုတည်ဆောက်မယ်။နောက်ပြီးတော့ဟိုဒီဒီ unit second တစ်ခုတည်ဆောက်မယ်။နောက်ပြီးတော့ဒီလိုဒီလိုနေဆက်ဒေသမှာဟိုသူသူဖြစ်ဟိုစားပါတော့နေဆက်လမ်းကြောင်းကြီးကိုဒီဒီလိုကြီးကြီးတဲ့လုပ်ငန်းလုပ်မယ်ဆိုတော့ရုရှားနဲ့ဘယ်လိုမှဖြစ်နိုင်မလဲ။ဒီတော့စစ်ကောင်စီနဲ့ရုရှားပူးပေါင်းလုံဆောင်မဲ့ဒီဒဝဲရင်နှက်စိုက်ကန်စီမံကိန်းက မဖြစ်နိုင်ဘူးဆိုတဲ့သဘောလားသူ့လိုပဲလေရုရှားတော့ဖြစ်နိုင်ဘူးကအရင်နေပါတယ်ဒီလိုကြီးရဲ့လုံနေတဲ့ဟာကသူဘလို့မှလက်လန်းမိနေမှာမဟုတ်ဘူးလေသူရဲ့အခြေအနေရဆိုတော့ရုရှားနဲ့စစ်ကောင်စီပူးပေါင်းလှုပ်ဆောင်မဲ့စီမံကိန်းကကြီးမဲ့သဘောမှရှိနေတယ်ဆိုတော့အလုံသမားလိုအပ်ချက်တွေအတွက်ဒီစီမံကိန်းကြောင့်ဒေသခံတွေအကျိုးစီးပွားပုံမဖြစ်ထွန်းလာနိုင်မယ်လို့မြင်မိသလားခင်ဗျ ။ on scene နဲ့တွဲလောက်လို့ရတော့ကွာဒီဒေတာသူပြောတိုင်းသူကနိုင်မနဲ့လောဝင်လောက်နေဆိုရင်တော့ဟိုစိတ်ကောင်းစင်တွဲလောက်ရင်တော့ဒီဒေတာဘောဒီဒေတာခံတွေအတွက်ကျူးရှိမှမရှိပါတော့ဘလို့မှဖြစ်နိုင်ဘူး။လူတွေဟိုဒီအကြမ်းမတမ်းနဲ့တခါတည်းဟိုဟိုလိုက်ပြီးတော့ဆွဲပြီးတော့အလကားခိုင်းစားမှာမယ်အဲ့ဒါပဲမြင်နေရတယ်။ဖြစ်လည်းမဖြစ်ပါဘူးနော်။စကောက်စီနဲ့ရုရှားပူပေါင်းလှုပ်ဆောင်မဲ့ဒီတဝဲစီမံကိန်းကတော်လန်ရေးအင်အားစုတွေနဲ့ KNU အပေါ်ဘယ်လိုရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့မြင်မိလဲခင်ဗျဒွေစီမံကိန်းကအဲ့ဒါဟိုပရမတ်တစ်ချက်ရေနာစိတ်ကန်ထောက်မယ်ဒုတိယတစ်ချက်ကစိတ်မှုစုထောက်မယ်ဆိုတာသူ့အနေနဲ့ကိုရောမရှိနိုင်ပြင်သူကနေစားတီတောက်ကိုလုံးမယ်ဆိုတော့အထူးသဖြင့်ပင်လကန်းကြီးရနေဆိုထိထိခီးနေစားတယ်အထိပေါ့နော်ဆိုတော့အဲ့ဒါတော့ကျွန်တော်တို့ထိုက်တဲ့တိုးမှာပဲလေအဲ့ဒါတော့သူဘယ်လိုမှဒီ အကောင့်နဲ့ပေါ်ဘွားသိမမြင်ရပါဘူးဒီစီမံကိန်းတွေနဲ့အတူစစ်ကောင်စီက KNU အပေါ်ဘလို့စစ်ရေးထုံနှမှုတွေလှုံ့ဆော်လာနိုင်တယ်လို့မြင်မိတယ်လားခင်ဗျပုံမရှောက်ထွေးတဲ့အခြေအနေတွေဖန်တီးလာနိုင်လားခင်ဗျအဲ့ဒါတော့ကြီးကြီးကြီးလောက်နိုင်ဖို့ဆိုတာတော့စစ်ကောင်စီဘက်ကဘာလဲအခုလောလောဆယ် ကျွန်တော်တွေ့နေရတာရုရှားကိုကပ်ဖရဖားလောက်တော့ရှောက်တော့ဟိုမဖြစ်နေတဲ့ဟာတွေရှောက်လို့နာပဲလေဟိုမြောက်ပြီးဒီမြောက်ပြီးတွေရှောက်တော့အဲ့လိုလုံနေတဲ့အနေဆင့်ပဲရှိတယ်ဘာလို့လဲဆိုတော့ဒီဒေသအခုလက်ရှိကသူတို့ဒီဒီအမှတ်ရှိပြီးတော့သူလမ်းမယူလဲသူမမထိချောက်နိုင်တာဥပမာမောရောင်ဘက်ကိုလမ်းလဲသူပထိချောက်တယ်ဘူးအဲ့ပြလင်ကန်းကြီးကနေတီတီကိုလှုပ်လို့ဆိုတာတပ်ဖန်လေးတစ်ခုလှုပ်ခန့်နေတယ်သူလှုပ်လို့မလဲအဲ့ဒါဘလို့မှဖြစ်နိုင်မလဲ KNU ရဲ့နိုင်ငံခြားရေးမှူးဝါဒနဲ့ပတ်သက်ပြီးလဲပြောပြပေးပါဦးခင်ဗျာ တင်ကြေးကြီးကတော့ရေးရလေးပါပဲဒါသူကများတော့နိုင်ငံအထူးသဖြင့်အင်းကြီးနိုင်ငံနဲ့ပြည်လဲအောင်ကျွန်တော်တို့ဆက်ဆံမယ်အင်းကြီးကောင်းပြည်သားအောင်လုပ်မယ်နော်ဒီဥစားတော့အထူးသဖြင့်ကျွန်တော်အကျိုးစီးပွားကျွန်တော်တို့လူထုကင်းလူထုရဲ့အကျိုးစီးပွားအတွက်ဆိုတော့ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ဟိုဒီခက်ခဲနဲ့နေတဲ့အခြေအနေမျိုးမှတော့မှကျွန်တော်တို့ဟိုဘယ်နည်းမှန်းဖြစ်ဖြစ်ပေါ့နော်ဒီ ဆက်ပြီးတော့ကျွန်တော်တို့ဒီအဆင်ပြေတဲ့နီလန်းနေနဲ့ပဲကျွန်တော်ဆက်လုပ်သွားမှာပဲเนาะ